ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာမွေးရည်စေးသုံးဆွဲသူတွေနဲ့ပစ္စည်းဟောင်းရှာဖွေသူတွေကတိုက်ပွဲကြံပစ္စည်းတွေရှာဖွေစဉ် ဧပြီ20ရက်တရက်ထဲမှာတိုက်ပွဲလက်ကျန်မိုင်၃လုံးပောက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့လာရှိုးဒေတာကန်တွေထံကသိရပါဗျ။ဒီပောက်ကွဲမှုတွေဟာဧပြီ20ရက်မော်လယ်ပိုင်းမှာလာရှိုးမြို့သာသနာ2500ဗတ်မှ၎င်းညပိုင်းမှာတက်စခန်းအနီးတို့မှ၎င်းပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါဗျ။သာသနာ2500ဘတ်ပောက်ကွဲမှုဖြစ်စဉ်အတွင်းအသက်40ကျော်ဝန်းကျင်ရှိတဲ့မြို့သားတအိုးဘဲဘဲ6ရောက်ပြက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒီပောက်ကွဲမှုတွေဟာ မူရင့်စေဝါသုံးဆွဲသူတွေနဲ့ပြစီဟောင်းရှာဖွေတဲ့လူတစုကအုပ်စုဖွဲ့ပြီးတိုက်ပွဲကြံလက်နက်တွေကိုရှာဖွေနေစဉ်ပောက်ကွဲခဲ့တာဖြစ်ကြောင်းလာရှိုးဒေတာကန်တွေထံကစုံစမ်းသိရှိရပါတယ်။လာရှိုးမြို့မှာစစ်တပ်လက်နက်တွေရှာဖွေမှုကိုအရင်ကတည်းကပြုလုပ်နေတာဖြစ်ပြီးအဲ့လိုရှာဖွေမှုကြောင့်အရင်ကလည်းမိုင်းထိသေဆုံးသူ၃ဦးထက်မနည်းရှိခဲ့တယ်လို့သိရပါတယ်။အဲ့လိုတွေ့ရှိတဲ့စစ်တပ်လက်နက်တွေကိုပြန်လည်ရောင်းချရမှာသိန်း၁၀ချီကနေရာချီအထိရရှိနေကြောင်းဒေတာကန်တချို့ထံကစုံစမ်းသိရှိရပါတယ်။လူတစုက တက်တို့ကျောင်းတို့ရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုအမိုးရောင်မချမ်းယူကြတယ်။တချို့ကဒီလိုပစ္စည်းတွေကိုမမှတ်ဖို့စစ်ကြံဝှက်ထားတဲ့ဆင်းလက်နက်တွေကိုလိုက်ရှာတဲ့လူတစုကရှိတယ်။ဆင်းလက်နက်ပစ္စည်းတွေကစေကနန်းကနေရာကနန်းရတော့အသက်ဆုံးပြီးလိုက်ရှာကြတာကျွန်တော်တို့ရက်ကွက်ကနှစ်ယောက်နဲ့ဘေးရက်ကွက်ကတစ်ယောက်ကမိုင်းစားထီလို့သေဆုံးတာမြင်မကောင်းဘူး။ဧပြီ20ရက်မွန်းလွဲပိုင်းကနှလုံးနဲ့ညပိုင်းမှာတလုံးပေါက်တယ်လို့ရက်ကွက်9ကဒေတာကန်တူက11 media ကိုပြောပါရတယ်။ ဧပြီလ3ရက်ကစတင်ပြီးလာရှိုးပြည်သူစေယုံနဲ့ဌာနဆိုင်ရာယုံတွေကပြည်စည်းအားလုံးကိုကားကြီးကားငယ်နဲ့တင်ဆောင်ပြီး MNDAA တပ်သားတွေကမြို့ပေါ်ကနေတက်ဆုတ်ခွာဖို့ပြင်ဆင်ခဲ့ပြီးပြည်သူပိုင်းပစ္စည်းတွေတည်ဆောင်သွားကြောင်းဒေသခံတွေကပြောပါရယ် MNDAA အဖွဲ့ကပစ္စည်းတွေယူဆောင်သွားမှုအပြီးရက်အနည်းငယ်အကြာဧပြီလ20ရက်မွန်းတဲ့ချိန်ကလူတစုကစတင်ကြောင်းတဝန်းတော်ထဲမှာရှိတဲ့ အမိုက်လိုမျိုးကြန့်ရှိခဲ့တဲ့လက်ကျန်အမိုးကာနဲ့တန်ထည့်ပစ္စည်းတွေကိုယူဆောင်နေတဲ့ဗီဒီယိုတစ်ခုထွက်လာပါတယ်။အဲ့ဒီရုပ်သံဖိုင်ထွက်ပေါ်လာပြီးမကြမီမိုးလွဲပိုင်းမှာပောက်ကွဲတံကိုအချိန်နှင်းငယ်ချပြီးကြားသိရကြောင်းနဲ့ည9:00နာရီခွဲခန့်မှာတကြိမ်ထပ်မံပြီးမြို့ထဲမှာပောက်ကွဲတံကျင်းလောင်စွာကြားရကြောင်းရက်ွက်ရှင်နဲ့ရက်ွက်9ကဒေတာကန်တွေက11မီဒီယာကိုပြောပါတယ်။ရက်ွက်8ဒေတာကန်တအုပ်ကအခုကလှုပ်ပြရမယ့်ဟာမျိုးကိုယူနေကြရောင်းနေကြတာလည်းမြင်လို့မကောင်း ီအမိုက်လိုလွှင့်ပြရမယ့်အရာတွေကိုယူတဲ့သူတွေကတော့ခိုးစိုးလူနိုင်အဖြတ်သမားတွေလို့တစ်ချိန်ချိန်မှာခေါင်းစဉ်တက်ခံရမှာမလွဲရှိမှာပဲလို့ပြောပါရယ်။ဧပြီ21ရက်နေ့မနက်ပိုင်းမှာတော့လာရှိုးမြို့တော်ခမ်းမရှိအဝိုင်းဘက်မှာ MNDAA အဖွဲ့ရဲ့အလံတွေကိုမတွေ့ရတော့ကြောင်းနဲ့လာရှိုးဘက်မှာပုံမှန်အတိုင်းတွန်းလာလျက်ရှိတယ်လို့သိရပါရယ်။လက်ရှိအချိန်မှာလာရှိုးမြို့မှာ MNDAA အဖွဲ့အပြင်လက်နက်ကင်တပ်ဖွဲ့တချို့ တရုတ်အပြည့်အခက်ရေးဆဲရေးစောင့်ကြည့်ရေးအဖွဲ့နဲ့တက်မတော်ကအစင်းမြင့်အရာရှိအဖွဲ့တို့တွေ့ဆုံညှိနှိုင်းနေကြကြောင်းသတင်းတွေထွက်ပေါ်နေပေမဲ့သက်ဆိုင်ရာဘက်အသီးသီးအဖွဲ့အသီးသီးကတရားဝင်သတင်းထုတ်ပြန်တာမရှိသေးတာဖြစ်ပါတယ်။ မြန်မာနှစ်သက်ကိုရုံးပေးရက်တွေပြေဆုံးပြီးအစိုးရရုံးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်မဲ့ဧပြီ22ရက်မှာလာရှုမြို့အုပ်ချုပ်ရေးကို NASA ကရဲ့ဒေတာဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကပြန်လည်လွှဲပြောင်းရယူလဲပတ်မယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့လက်ရှိအချိန်တိကျတဲ့ထုတ်ပြန်မှုတွေကဘက်အသီးသီးကထုတ်ပြန်ကြေညာတာနဲ့ပြောဆိုမှုတွေမရှိသေးတဲ့အပြင်တောင်ကြီးမြို့မှာရောက်ရှိနေပြီးတွဲဖက်တောင်ဝင်ထမ်းဆောင်နေတဲ့လာရှုမြို့ကဝန်ထမ်းတွေဟာလည်းအခုအချိန်ထိအမိန့်တစုံတရာမရရှိသေးဘူးလို့သိရပါဗျ။